ဆွတင်မှာဆိုခွင့်နေရအရန်ခွင့်ရလုံးလေငိုအခန်းဆိုရင်အကိုရုံမြင်ကိုရီးစင်တာဟုတ်တယ်ရီးစင်တာရီးစင်တာဟုတ်တယ်ဒီရိုက်ကွင်းတစ်ခုမှာမင်းသားမင်းသမီးတွေက day 1 day 2 day 3လောက်တည်းရနေနေစိမ့်နေရအဲတပတ်လောက်နေရောမှဆဆတောက်တောက်နေရင်းနှီးသွားကြပေါ့ကိုရှင်ဝင်လာ day 1ကလေးကစအချာ ။လေးစီးလို့တဲ့အစား။လေးစီးလို့တဲ့အစားစားခြင်းနေ။တစ်လုံးဟိုမပြောဘဲနဲ့နေခဲ့ရသမျှအခုကဟိုကိုကလမ်းကြောင်းအလုံးလုံးနေရပြီဆိုတဲ့အချိန်မှာကိုအငဲတိတ်ပရက်ရှာရော့လာငယ်ရော့တဲ့စား Pressure ရော့လာတဲ့အခါမှာအခုမှကျွန်တော်ပြောခွင့်ရှိတာ။ အဲဒါကတော့အမှန်တိုင်းပြောရရင်အမှန်တကယ်ပြောရရင်အိမ်ဆောင်ရေးတွေလို့အလောင်လည်းမဟုတ်ဘူးသူ့ဆက်ကဟိုလိုဇက်ရှုပ်လည်းမဟုတ်ဘူးကျန်းကျောက်အထင်လွဲပြီးတော့ဖြစ်တဲ့ဟာဟိုကျန်းကျောက် communicate တိချာမလုပ်ဖဲနဲ့ပေါ့နော်စကားတိချာမပြောဖဲနဲ့စိတ်ထဲမှာထင်တဲ့ဟာတွေနဲ့အဲမှားယွင်းဆွဆွဲပြီးတော့ဒီတိုင်းနောက်ရအဲ့လိုမျိုးပေါ့လူတယောက်မှားပြီးတော့နောက်ထပ်လိုက်ခိုင်းတာပေါ့အဲ့လိုမျိုးလေးပါ ဟုတ်တယ်ဟုတ်တယ်ဒါဆရာတော်မျိုးဆရာရဲ့ဟုတ်ဆရာဟိုလည်းပဲဆန်ကျူကြီးကဆဲဆန်ကျူဆဲဆန်ကျူဟုတ်အဲ့တော့ဆရာကဘာလို့ပြောမလဲဟိုရေခက်ကကျွန်တော်ရေရေနေတော့ကဘယ်တဲ့ကတကယ်တဘာရင်းဝါရဲ့ဒါရိုက်တာကြီးဖြစ်တဲ့အတွက်ကြောင့်ကိုကိုရိုင်းလည်းဒီလိုမျိုးစကလုံးဆန်းကြီးတွေလုံးချက်နဲ့ပြီးတော့အလိုကြီးကြီးကြီးနဲ့ပြည့်တဲ့တွေတော့တကယ် positive vibe ပဲပေးချင်တဲ့ဆရာပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုး စကားလေးပြောရအောင်ပါ။တချို့စကားလေးဆိုကျွန်တော်ပြောကျွန်တော်ဒါပြောကျွန်တော်လည်းနားမလဲ။မလဲဟုတ်တယ်။ဆရာတာဒါဗာအိဗယ်လည်းဘယ်လိုပြောရလဲပေါ့နော်။ဒါတကယ်ရှိရလား။အဲပေါ်မလာမဲထုံစွာလည်းတကယ်ရှိရလား။တန်တော်ဝါရင်မှာပြောကိုတာပြောတော့ရှိတာလားဆရာပါညာပေါ့နော်။အဲ့လိုမျိုးလေးပြီးတော့မှကိုကိုတိုင်လည်းဟိုတိကျဆောင်ခဲ့ရတဲ့ဟာလေးဆိုတော့ဟုတ်တယ်။ဘူးတက်ရအောင်။မှန်တယ်။ဆရာတော်တော်လေးဝေါ်ဟာရကျွဲလို့လည်းပြောရမှာနော်။ဟုတ်။ဟိုဟာဆရာဆရာလောက်ခဲ့ပြီလေအကြောင်းဆရာ။ဟုတ်ကြောင်းဆရာလောက် အဲ့လိုပါဖြစ်တာဆရာစတင်တာပေါ့နော်ဒါပေါ့တော့ဆရာဆရာပေါ့ဆရာဆရာအမြဲကြီးနေဆရာမလို့ပါဘူးကိုရှင်မွေလာလေတကယ်အဲ့လိုအကုန်လုံးတနေ့နဲ့မှမဟုတ်ဘူးတဲ့ တကယ်တရုတ်ဆောင်တဲ့အားလုံးရဲ့ good review ပဲကျန်ဒီပြန်ကြားရတာပေါ့နော်ကိုရှင်မွေလာအရန်ကိုသူကလိုင်လျောညီထွေစာနေပေးတယ်ဆက်ဆံရေးပိုင်းမှာလည်းအရန်ကောင်းတယ်ဇနီနဲ့ကောင်းတယ်တကယ်ကိုအရန်နားလည်မှုပေးပြီးတော့အရန်စိတ်ထားပြေဝတဲ့အကိုစရောက်ပေါ့နော်ပြီးတော့ချွတ်တင်မှာဆိုခွေညရအရန်ခွေရလုံးလည်းငိုအခန်းဆိုရင်အကိုရုံမြင်ကိုရည်စင်တာဟုတ်တယ်ရည်စင်တာဟုတ်တယ်ကျွန်တော်ဘာမှမမူးပြီးတော့ ဲ့ရပုံမှာလည်းနေသူကကျွန်တော်ရဲ့ကြော်ဖွဲ့နေတာလွယ်ရတာလွယ်လေးချုပ်ပေးရတာခင်ဗျဟုတ်ကျွန်တော်မျက်နှာသူမြင်တာနဲ့အဲ့လွယ်ကိုမချုပ်နိုင်ဘူးသူကြည့်တာဟုတ်တယ်ဟုတ်တယ်မတရားအဲ့လိုမျိုးလေးပြောမိတယ်ငါကသတိပြန်ရတော့ဟုတ်တယ်ဟုတ်တယ်အဲ့လိုအရန်ချီရကွယ်နားရဲ့အချိန်ဆိုရင်အဲ့လိုလေတကယ် heavy sin ပါရင်ငါကိုရှင်မွေလာနဲ့တော့ဒီနေ့သိပ်ပြီးရစကားမပြောတော့ဘူးအဲ့လိုမျိုးကိုကကို limit လောက်ထားရပါဘောနော်အဲဖုန်းကြီးကြော်ကြာသူကြတော့ဟိုပါဘောသူလည်းအဲ့လိုပဲစိတ်ကဖြူတယ်ရှင်းတယ် တော့တရားမျိုးနဲ့ဘာထားမှမရှိဘူးစေပဲသူလောက်ဆရာရှိရလုံးမယ်စားလက်ရှိရစားမယ်သူတော့လက်ရှိရတော့ပြန်လက်ရှိရပြန်မယ်သူစိတ်ထဲမှာဒါပဲရှိတယ်အဲ့တော့ဟိုဖြူတဲ့သူကိုကျွန်တော်သိတယ်လေမြင်လိုက်တာလေပြည့်သူကနောက်တစ်ခါရီတော့ရှိတယ် ကျွန်တော်အဲ့သူသူကပြောသလိုပဲเนาะသူ drama ဆင်းရရတော့မယ်ရရတော့မယ်ဆိုရင်သူကျွန်တော်နဲ့စကားမပြောသလိုပဲဟုတ်တယ်အဲ့လိုပဲကျွန်တော်လည်း drama ရရတော့မယ်ဆိုရင်သူကျွန်တော်သွားမစတော့ဘူးဟုတ်တယ်ဟုတ်တယ်ဆိုတော့သူကသွားစရင်ကျွန်တော်အလုပ်ကိုနောက်ဆက်ပေးလိုက်တာ ਨੇ အတူတူပဲအဲ့လိုဆိုကျွန်တော်လည်းမသိကြအောင်စပေးထားတယ်ဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးအဲ့လိုမျိုးလေးနဲ့မရောက်တာညီညီနိုင်နိုင်နဲ့တယောက်ကိုတယောက် respect ထားပြီးတော့ ပြုံးဆောင်တဲ့တော့ပါဒီကားလေးကတော့ကမစီမီရယ်ဆိုလို့ဆရာအတူဆက်တဲ့အချိန်မှာပြောရတော့ဝမ်းသာပါတယ်ခင်ဗျဟုတ်တယ်ဒီနေ့မှကိုနောက်ကြပါဒီနေ့ကနည်းနည်းကိုရေးကိုတာကိစ္စလေးတစ်ခုကြောင့်နည်းနည်းနောက်ကြပါပါရှုတင်ပါဆိုအားလုံးကအချိန်ကွက်တိပဲဟိုနည်းနည်းလေးနောက်ကြရင်တော့ဒါပေမဲ့ရိုက်မဲ့အချိန်မှာအကုန်လုံးက ready စမ်းပါရင်ပဲအဲ့လိုမျိုးပေါ့နော်ဟောအရန်တန်တယ်ချင်းဒီလိုလေအမှန်တမ်းပြောရရင်ဒီရိုက်ကွင်းတစ်ခုမှာမင်းသားမင်းသမီးတွေက day 1 day 2 day 3လောက်တည်းကနည်းနည်းစိမ့်နေရဲ့အဲတပတ်လောက်နေရောမှဆဆတောက်တောက်နဲ့ရင်းနှီးသွားကြပါကိုရှင်ဝင်းက day 1ကလေးကစအချာ 没地、哎、了嘞，了 re, <laughs> 打没地了嘞，哇，没在，我在那地里哎，这 <noise> 样，我哥喜欢拉车啊，他们地又不好，老撇地台湾嘛。 ဟုတ်ကဲ့အခွေတွေစပြောပါဘောနော်အဲကောက်ပါတယ်နဲဒီကားမှာမဆုံဘူးဆုံလားဟုတ်တယ်ဒီကားမှာဆုံမှုပဲလေတရှိမှာတော်တော်ဆုံခဲ့ဘူးလို့ပဲမြင်ရပါဟုတ်တယ်ဟုတ်တယ်ဟိုအမှန်တမ်းပြောရရင်ဇနီးကအဲ့လိုအနေအေးရပေါ့စကားလည်းအဲ့လိုကိုကစသွားပြောတာနဲတယ်နဲတော့အဲ့လိုအရှိမှာကားတော်တော်များများရရင် အလုံးနဲ့အလုံးအနေနဲ့ respect အရာအကုန်လုံးအဆင်ပြေပေမဲ့ပြီးွားရင်ဒီလိုပဲဒီလိုပဲအလုံးအလုံးရခင်ခဲ့တဲ့လူတွေပေါ့နော်ကိုရှင်ဝင်လာကြအဲ့လိုအကိုတန်ရောစင်တို့လိုအဲ့လိုမျိုးပေါ့ရင်းနှီးမှုနှွေးနှီးမှုတွေကတော့ကြံခဲ့အခုချိန်မှာပြန်တွေ့ရင်လည်း ိမ့်နေရမှရှိဘူးကိုအကိုတယောက်လိုပဲအဲ့လိုရင်းနှီးနှီးဖြစ်တယ်ပေါ့နော်အင်မော်ဆက်စားကြတာစကားတိတ်မပြောတော့နော်ဟုတ်ကဲ့အဲ့လိုမဟုတ်ကျွန်တော်အဲ့စတွေ့ရတာမှမီတင်မှာဘာလုပ်မယ်ကောင်းမလဲဘာဝေးကောင်းမလဲတွေးနေတာနဲ့စောက်မေးနေတာအာအဲအဲဟုတ်မှာအဲ့ဒါစောက်တတိယအချိန်မှာကျွန်တော်စကတော့ကျွန်တော်ဝဲမှလည်းစစနေပြီဟုတ်တယ်အဲ့လိုကျွန်တော်ဝဲပြီးတော့လည်းတန်းရိုက်တာဟုတ်တယ်ဝင်းနှကောင်းနဲ့စဟုတ်တယ်အဲ့ဘာဝီလာရီလာပြောရနော်လာရီလာပြောရဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်အဲ့နည်းရှော့ဖို့တော့လိုအပ်နေတယ်တက်လဲ30ဖြစ်သွားပြီအဟာတကြီးရတယ်ပြောင်းသွားပြီရှော့မှရတယ်မရှော့လို့မရတော့ ်ဒါမှတော့မှတော့သူးသားနေပါဟုတ်တယ်ကျွန်တော်အမှန်တမ်းပြောရင်တိတ်ပျော်မပျော်ခဲ့ရဘူးတစ်တလုံးဟိုမပျော်ဘဲနဲ့နေခဲ့ရသမျှအခုကဟိုကိုကလမ်းကြောင်းအလုံးလုံးနေရပြီဆိုတဲ့အချိန်မှာကိုအငယ်တိတ် pressure ရော့လာငယ်ငယ်တော့ထက်ဆိုင် pressure ရော့လာတဲ့အခါမှာအခုမှကျွန်တော်ပျော်ခွင့်ရှိတာပျော်ခွင့်ရှိတဲ့အချိန်မှာပျော်လိုက်တာပေါ့ corridor အစ်မပေါ်လာတာပေါ့အရင်တော့ကျတော့မပျော်ခဲ့ရတဲ့ချုပ်ကြည့်ထားရပါတော့နော်ခင်းချုံနေခဲ့ရတာအဲ့လိုမျိုးစူးစမ်းနေတဲ့အချိန်တွေပေါ့နော်အခုမှစပြီးတော့ ဒါပေမဲ့ step 1မှာရှိတယ်နောက်ထပ်အများကြီးလာအောင်မယ်ဒါပေမဲ့လည်းအသက်က30နှစ်ဖြစ်နေဘတ်လေးကိုလည်းပြန်ရှော့အောင်ဟုတ်ဟာအဲ့လိုမျိုး down အဲ့လိုမျိုးအသက်မှာစူးစမ်းနေရဲ့စူးစမ်းနေတဲ့အချိန်မှာမှရ control လုပ်ရတဲ့နေရာတွေကအများကြီးပဲဖတ်ဖို့ကနေ control လုပ်ရအဲ့အချိန်မှာပျော်ရွှင်မှုကရင်ငယ်ထဲမှာအဲ့လိုနောက်ဆုံးယူနေတယ်ဆိုတော့မှတက်ပြုတ်လို့မရဘူးဟိုဟာ wash ရေးတွေးနေတဲ့အချိန်မှာဘာပါတာဘာနည်းနည်းပြောရတာဘာပါတာဘာပါတာ ရှိရဲ့အဲ့လိုရင်းနဲ့ယူနေလို့လည်းပြောလို့ရတော့ဟုတ်တယ်တိတ်ထားခဲ့ရတယ်အခုမှသူကပွင့်ပေါက်ကြဒေဝန်ခရေကပေါက်ချက်တယ်လေရောလာပြီသူလည်းအာ ါ။ဂျန်နီကအရင်ကတည်းကအဲ့လိုနည်းနည်းငြိမ်ရထဲမှာပါတယ်။ခုတည်းလည်းငြိမ်နေ။ဒါပေမဲ့အရင်ရင်းနည်းတဲ့လူတွေနဲ့တော့ပြောပြောနေတတ်ပါတယ်။အဲ့လိုဂျန်နီပုံစံကလည်းအဲ့လိုအငြိမ်တလိုင်းဆိုတရားစခန်းနေပါရဲ့ဝင်အေးစမ်းစမ်းလည်းအဲ့လိုမျိုးပုံစံပဲပေါ့နော်။ထွေထူးမရှိပါဘူးတရားစခန်းဝင်တာကတော့ဟုတ်။ဟိုဟာဒီကားလေးကကျွန်တော်တို့အရှိမပြောခဲ့သေးဘူးပဲပေါ့နော်။ဒီဒီတိန်နေမှုမှုနုနုညံ့ညံ့လေးနဲ့ချစ်စရာကောင်းအောင်ပြုံးဆောင်ထားတယ်။ပြီးတော့ကျွန်တော်တို့ကဟိုအိမ်တော်တွေဘဝတွေဖြစ်သွားတဲ့အချိန်မှာလည်းခလေးလင်မယားလိုပဲအမှုတွေပြဿနာတခုအကြီးလောင်ကြမှာပေါ့နော်။အကြီး ီးတော့မဟုတ်ဘူးပပလေးလောင်ပြီးတော့ချစ်စရာကောင်းတာတရုပ်ဆောင်လာပါတယ်ချင်းကရပိတ်တကြီးချင်းပြရကျွန်းလာကိုထူလာတာပါတယ်ဟုတ်ပါတယ်ကိုကျော် channel မှာတင်းနေတာနေတောက်တာ၈နာရီဆိုရင်အမြဲလာပါတယ်ခင်ဗျာဆောင်းလို့တရှိပါပေးကြပါဦးဟုတ်ပါတယ်ကိုရှင်မွေးလာပြောသွားပြေဆုံးသွားပါလေဘယ်လိုလဲ